ချွေရင်ကျော်ဆရာမြင့်သိန်းနဲ့ဝိညာဉ်လွင့်ခြင်းဆိုတဲ့အကြောင်းပြောခြင်းနဲ့ဗျဝိညာဉ်လွင့်တယ်ဆိုတဲ့ဖြစ်ကရှိပါတယ်ဒီဝိညာဉ်လွင့်တတ်တဲ့ပညာရှင်တို့လည်းရှိပါတယ်ဆရာမြင့်သိန်းကတော့ဘယ်လိုမျိုးဝိညာဉ်လွင့်ခဲ့ရတာလဲကြည့်အောင်ဗျအချင်းကာလအပြင်လွန်ခဲ့တဲ့နှစ်ပေါင်း30နီးပါး1999လို့ဆိုရပါမယ်။ကိုမြင့်သိန်းဟာအဲ့ဒီတုန်းကအိမ်တော်မကြသေးပါဘူး။ တဝါဒုနာပြုစေဝါကျွမ်းကျင်တင်တဲ့ဆင်းမိတာနဲ့ကန်းတော်ဆိုတဲ့ပင်လေရွာကလေးမှာတငယ်ချင်းဖြစ်သူတွေနဲ့တူနေထိုင်ပါလေ။အဲဒီတော့ကတငယ်ချင်းဆရာအေးလွင်အိမ်ဟာကိုမြင့်သိန်းတို့စုတတော်လူပြိုကေဟာပေါ့။ဆရာအေးလွင်ကတရားသမားမှုသူ့အိမ်မှာနေရမယ်ဆိုရင်အနည်းဆုံး9မိနစ်ခန့်မြောက်တရားထိုင်ရမယ်လို့စီကံသတ်မှတ်ပါလေ။ဆရာအေးလွင်ဟာအိမ်လကလည်းမရှိဘူးပဲတရားထိုင်ခြင်းကိုသာအဖို့ခသတ်မှတ်လို့ သူ့အိမ်မှာနေတဲ့လူပြိုအကုန်လုံး၄စဉ်၅မိနစ်တရားထိုင်ရပါလေအဲ့ဒီတည်းမှာကိုမြင့်သိန်းလည်းထိုင်ရပါလေပထမတော့ကိုမြင့်သိန်းဟာထိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးသူ့အနေနဲ့ဝင်လေထွက်လေသဘောနဲ့သာထိုင်ခဲ့ပြီးကမှစိတ်ကလည်းငြိမ်ပြီးဖြည်းဖြည်းမှတ်လို့ကောင်းလာတာမို့၅မိနစ်မိနစ်20ခန့်တည်းတရားထိုင်ဖြစ်သွားပါလေထိုင်ချင်းမရှိတော့ခြေတော်တွေကျင်ပြီးညောင်းလာတာမို့အိတ်နေရင်လည်းမှတ်ဖို့စိတ်ကူးမိကအဲ့ရပေါ်လဲချလိုက်ပါလေ လက်မနာယူကြည့်လိုက်တော့ည9နာရီကျော်ပြီဖြစ်ပါတယ်ဒီလိုနဲ့ပဲဝီလီထွက်လင်မရင်းနဲ့ပဲည10နာရီခန့်ရောက်တဲ့အခါကိုမြင့်သိန်းခန္ဓာကိုဟာတင့်ကနေဖြစ်ပြီးဝိညာဉ်တစ်ခုကသူ့ရဲ့ကိုယ်ထဲမှာထွက်လာတာတွေ့ရပါတယ်ကိုမြင့်သိန်းအိယာကနေထပြီးအညောင်းမြေညာပြင်အာလမ်းလျှောက်အောင်လို့တွေ့ကအိမ်တကားဘဝထွက်လာပါတယ်အိမ်တကားမကြီးကိုဖွင့်ဖို့လက်ကင်ကိုလမ်းကင်ထဲကကင်လို့မမိပဲအပြင်ဘက်ကိုသူ့လက်ကကျွန်းထွက်သွားပါတယ် ကိုမြင်သိအမှုမဲ့အမဲ့မဲ့နဲ့ဒီတိုင်းထွက်လာပါလေ။လာမရဖြစ်ပေမဲ့ပဝန်းကျင်ကလဲလဲမလဲမောင်းလဲမမောင်းအရာအလုံးအရှင်းတိုင်းမြင်ရပါလေ။ရွာလန်းတိုင်းလျှောက်လာကဘေးဘီကိုလျှောက်ကြည့်တော့ရွာလေကကိုထုံထုံကိုတော်မှာရေခဲတင်သူကတင်ကုန်းနေကုန်းချလို့သူကလို့မိတွေထိန်လဲမီစီကောင်းနေပါလေ။အော်ရှမ်းပြည်လေးအောင်ရောက်ပြီဟာ။ဘာစားစရာပါလဲမသိဘူး။ငါသွားကြည့်အောင်မ တဝူဒီရေယူပြီးကိုရောင်နေဝင်ပြီးတော့လေကထားရစိတ်ခန့်တတာပဲသွားကြည့်ပါလေအားလုံးကသူ့အလုပ်သူ့လုပ်နေပြီးကိုမြင်သိန်းကိုနှုတ်ဆက်ဖို့တော့မရပါဘူးဒါနဲ့စိတ်ခန့်တတာကပြန်ထွက်လာတော့ကိုထွန်းတို့ရဲ့အိမ်ထဲဝင်မှာရှင်ရှမ်းပြီးသွားတာပတ်စံကတလောက်ပဲရလားဘာလီသုံးလိုက်လဲဟာမင်းတို့ငါလိမ့်စရာလားကွာသူများနေရာမှာစားစိတ်ဘလောက်ကြီးတယ်မလဲကုံကျွေးတွေလည်းရှင်းရသေးတယ်ဒီလောက်ပါလာတဲ့ငွေမနှဲပါဘူးဟာ ဘာမလဲတာလဲမှန်မှန်ပြောရှင်ဘေးမငယ်ဘရင်ငယ်ကိုတော့အံ့တာလေ။ဩကိုထွန်းတို့လင်မယားနှစ်ယောက်တယောက်နဲ့တယောက်အချီချတယောက်တစ်ခွန်းစကားများတာကိုမြင်တော့အိမ်ဝမှာလည်းပြန်လဲထွက်လာပါလေ။ရှောက်လိုက်ရင်လည်းပဲရုံးရှိရောက်လူကြီးတုပ်တွေ့ရပါလေ။သားတဲ့မိဒီကလည်းသူတို့ကလေးကို노တိုက်သူကတိုက်စကားထိုင်ပြောနေသူတွေတချို့ကလည်းခြေတစ်ဖက်မရှိတချောင်းထဲနဲ့ခုံဆော့ခုံဆော့တော်သူတွေအင်း ပိတ်ဘက်ကလေမြရောက်လာတာဘယ်ကလူတည်းလဲအများကြီးဟာဘိတ်ကနေကောတောင်းကိုတောင်းမဲ့ခီးမှာလေဒီလိုပဲကတ်ကပါလာသမျှခီးတွေကတရားပေါ်အေးသူအေးရုံးရှိမှနေသူနေတာမို့ဒီလိုတွေးလိုက်တာပါအဲ့မှာလူတွေကနေအကြီးဆုံးဖြစ်ဟန်တူတဲ့ယောက်ျားသားကြီးတယောက်ထွက်လာပါလေကိုမြင့်သိန်းကိုကြည့်ရင်ဟဲ့အောင်ငါတို့နဲ့လာနေမလားဗျာကျွန်တော်ဘာလို့ခင်ဗျားတို့နဲ့နေရမှာလဲကျွန်တော်ခင်ဗျားတို့ကိုတီလဲမတီဘူးဗျာ မင်းကသေပြီးပြီကွာငါတို့လည်းလာမနေရင်တခြားကောင်တွေအနိုင်ကျင့်ခံရလိမ့်မယ်။အာကျွန်တော်မသေးသေးပါဘူးဗျာခင်ဗျားကလည်းအဲ့လိုပြောတာအတင်းပြန်တော့ပါလေ။နေပါဦးငါတကယ်သေးတာသေတဲ့လူကရောကိုယ့်ကိုယ်ကိုသေမှမသေဘူးလေ။အာသေသွားပြီဆိုရင်ဟုတ်လို့လား။ဒီလိုနဲ့ပဲသူ့ဝိညာဉ်ကလွှတ်ရင်းလွှတ်ရင်းနဲ့တင်းကျန်းရှိရပဲခြေဦးလှည့်ရသွားပါလေ။ကန်းစပတ်ရောက်လာပါလေ။အဲ့ဒီမှာဖြစ်ချင်တော့ ဟိုဘကန်တော့သွားဖို့လေးရှာပါမယ်ကိုမြင့်သိန်းတယောက်အကြံအိုက်နေပါလေဟာဟိုဘကန်သွားဖို့လေးလည်းမရှိဘူးဘယ်လိုလုပ်ကောင်းလဲအဲ့လိုတွေးတာနဲ့ကိုမြင့်သိန်းဟာဟိုဘကန်သွားခြင်းနဲ့တွေးတာနဲ့ဟိုဘကန်ကိုရောက်သွားပါလေဘာမှမတွေးဘဲဝင်ကြည့်လိုက်တော့အဲ့ဒီမှာသူကထူးခြားတဲ့အရာတွေကိုတွေ့ရပါလေဟာငါလည်းမသေးပါဘူးဟာဟိုလူလျှောက်ပြောတာဖြစ်တာ ်မြန်ပြန်မှဆိုပြီးတော့လှည့်ပြန်မှုကြံပါလေဒီမှာပဲမမဲတုတ်တုတ်လူကြီးတကောင်ထွက်လာပါလေအရင်မောင်းရှိပေတော့ရှိပါမယ်စိုက်ကြည့်ဟဲ့အောင်မင်းဘယ်သွားမလို့လဲကျွန်တော်အိမ်ပြန်မလို့ပါဗျာမင်းပြန်လို့မရတော့ဘူးကွာအာလာပြန်ပြီနောက်တယောက်ကျွန်တော်မသေးပါဘူးဗျာဒီမှာကျွန်တော်လောင်နေမရှိဘူးခဏဆောင်ဟေးမင်းရောက်လာလိမ့်မယ်မဆောင်နိုင်ဘူးဗျာကျွန်တော်ကျွန်တော်ပြန်မယ်ဟေးဒီရောက်လာပြီ လွယ်ကူပြန်ထွက်လို့ရမထင်လားမင်းသိပြန်ချင်းငါကြော်နိုင်မှရမယ်ဒါမှမင်းထောက်ခွင့်ရှိမယ်ကိုမြင့်သိန်းကလည်းကြောက်လိုက်ကင်းကင်းနဲ့ရတယ်လေခင်ဗျားကိုကြုံရအောင်ကြော်ပြမယ်တဟာဟာကြီးတဲ့နဲ့တူနောက်ထပ်လူမင်းယောက်ကပါပေါ်လာပါလေဟိုက်ဒီတယောက်တော့မနေနိုင်အောင်ချာမှာနောက်နှစ်ယောက်ပူလာတော့သွားပြီနောက်နှစ်ယောက်ကလည်းအကောင်ကြီးကြီးခုနှစ်ပေလောက်ရှိပါတယ်အဲ့ဒီမှာလည်းနောက်ကနေအတန်းကြားရပါတယ်။ဆရာကြီးတဲ့ဘာမှမဟုတ်နဲ့တဲ့။ရှေ့ရတယောက်ပဲနိုင်အောင်ချက် နောက်ကနှစ်ကောင်ကျွန်တော်တာဝန်ယူနေတယ်။အတန်းနောက်မှလာတာမှပဲမယ်။ရှေ့ကလူကြီးရဲ့လက်ဆောင်မှုမှာဆိုလို့နောက်ကိုလှည့်မကြည့်ရပါဘူး။ဒါနဲ့ကိုမြင့်သိန်းဟာရှစ်ပေလူမဲကိုလက်သီးနဲ့ထိုးမဲလို့အဲ့ဒီလူကလက်ဦးလိုကန်ထည့်လိုက်ရကိုမြင့်သိန်းမြေပေါ်ပုံလဲကြသွားပါတယ်။နောက်ကလူနီယာကလည်းမမြင်ရတဲ့သူတွေနဲ့တပ်ပုတ်နေပါလေ။ကိုမြင့်သိန်းနဲ့လူလက်ပြန်ထားရှစ်ပေနဲ့လူကြီးကိုလက်သီးနဲ့သေးချာချိန်ဖို့အောင်းကိုလူကြီးကပြောသွားပါလေ။အဲရောက်သွားတာလေ။နောက်ကငယ်သားတွေလည်းမရှိတော့ပါဘူး။ ကိုမြင့်သိန်းဟာကြာကြာချင်းဆက်ပဲအိမ်ပြောင်းဖို့စိတ်ကူးလိုက်ပါတယ်။ဒီပြိုင်နဲ့ပဲရွာလမ်းမကြီးပြောင်းသွားပါလိမ့်။ရွာလမ်းမကြီးကအလားတူလို့မဟုတ်ပဲတိတ်ဆိတ်လို့ကိုထုံးလုံးကိုတော်နဲ့မိရဲ့ပဲရုံးရှိမှလည်းဘယ်သူမှရှိနေဒါနဲ့အိမ်ကိုတနက်မှပြန်လာပါလိမ့်။အိမ်ရှိတကားဘွားအရောက်ပိတ်ထားတဲ့တကားကိုကြော်ခွင်သွားပါလိမ့်။အဲ့ရောက်ဦးကပလက်အိတ်တမိမိခံကိုတွေ့လိုက်ပါလိမ့်။ပုံမှန်တိုင်းပဲလက်အိတ်လိုက်တော့မကြခင်စခနေလို့ရပါလေလက်ပနာကြီးတော့နည်းနည်း၃နာရီတော်သေးရအာကြည်တန်း တည်တော့မလို့တရားထိုင်တာတမထလိုက်မရောဘူးငါဝိညာဉ်လွှင့်သွားတာပဲနောက်ဒါမျိုးမလုပ်တော့ဘူးမထင်းချုံနိုင်အခက်မသိအသက်ပြောင်းမခင်ပဲတကူတည်းတွေ့တော့ရည်ရွယ်ကပြန်အိတ်ချလိုက်ပါတော့တယ်အဲ့ဒီမှာပဲရှင်ကျော်ဆရာမြင့်သိန်းရဲ့ဝိညာဉ်လွှင့်ခြင်းဆိုတဲ့ကိစ္စပြီးတော့ပါတယ်ဒါဟာရှင်ကျော်ဆရာမြင့်သိန်းရဲ့အမှန်တကယ်ကိုတွေ့ဖြစ်ပျက်ကိုပြောပြတာပါအချားမြင့်တမထတူတက်ပုံအစဉ်အဆက်ကြောင့်ပြောခြင်းနဲ့ဗျာ ပထမအဆင့်ကတလူလိုအဆင့်ပါ။ဖရာတရားစားလုပ်ကစားဖြစ်စေအဆောင်ရှောက်အားကောင်းရင်ထူးခြားမှုများပေါ်လာတတ်ပါတယ်။အ ਨੇ ဆုံးတစ်ခုခုဖြစ်တော့မယ်ဆိုရင်စိတ်လေးတလူလိုတစ်ခုခုကိုကြိုသိနေတလူလိုဖြစ်တတ်ပါတယ်။ဒီဆင့်ကတလူလိုအဆင့်ပါ။နောက်တစ်ဆင့်ကအိမ်မက်အဆင့်ပါ။တမာတိလေရာစားပြူလာလို့နဝိဇာများမှာအိမ်မက်နဲ့ဆက်သွယ်နိုင်တဲ့အဆင့်ပါ။ဘုရားတရားသာသနာပြုကိစ္စတွေအိမ်မက်ပေးရင်တည်ရတဲ့အဆင့်ပါ။အိမ်မက်ကိုလည်းနှက်ပေးတဲ့အိမ်မက်ဝိဇာပေးတဲ့အိမ်မက်လမိုင်းကပေးတဲ့အိမ်မက် ီလိုမျိုးတစ်ဖြည်းဖြည်းခွဲခြားသေးလာပါလေနောက်တစ်ခုကအကြာမြင်အစင်ပါအကြာမြင်မှာလည်းအကြာတက်ရလာပြီးမှအမြင်တက်ရတက်ပါလေသင်ရှားကြားပြီးသင်ရှားမြင်ရတက်ပါလေကိုပိုင်သမားကြီးအားနေရတဲ့အကြာမြင်နဲ့နှက်ကကူတဲ့အကြာမြင်နှစ်မျိုးရှိတယ်တချို့ကဒီအစင်မှာဟောစာပြောစာပြီးမှန်လိုက်တာလို့တာယာနေတတ်တယ်မာနတဲ့လောဘဖိုင်တော့သမာဓိအားကြာသွားတက်ပါလေနံလွတ်နမိတ်လွတ်နိုင်တဲ့အစင်နံလွတ်နမိတ်လွတ်နိုင်ရင်သမထမှာအတော်သင့် အဆင်ပြေပါလေတကယ်အားကောင်းရင်ကဘာနှံ့ထီတောင်လှုပ်နိုင်ပါလေဂျိုးတွေကိုတော့မှပကံပြားပြနေစီချထားသလိုမြင်ရပါတယ်အ ਨੇ ဆုံးဖျားဖွင့်ဌာပနာထားတဲ့ဆန်တော်တက်တော်တွေဖူးနိုင်တဲ့အဆင်ထိရတာပါလေကိုသိကျင်တာနန်လွတ်နမိတ်လွတ်ပြီးအာယုံပြုနိုင်တဲ့အဆင်ပါနဝိဇာနဲ့အပြင်မှာတွေ့ရသလိုအာယုံနမိတ်နဲ့စကားပြောနိုင်ပါလေမနောစီအဆင်မနောတအားကောင်းရင် ကိုပြောလို့တဲ့နဝိဇာနဲ့အချိန်မရွေးဆက်သွယ်ပြောဆိုနိုင်တဲ့အဆင်ပါ တမထအောင်ထားတဲ့ဆရာတော်ကြီးတွေနဲ့စိတ်မနှောနဲ့ရှောက်မနှောနဲ့ပြန်ချနိုင်တဲ့အစင်ပါဖရာဒီကြောင်းဆောက်တစ်ခုခုဖြစ်လို့လင်းမနှောစီမနှောညှို့နဲ့အောင်မြင်တဲ့အစင်ပါတရားကိုကဲလို့ရင်မနှောနဲ့လှမ်းမြစ်တာပို့ရုံနဲ့စိတ်ညှို့နဲ့ကင်နိုင်ပါလေအဘိညာဉ်အစင်မြေရှုမိုးပြန်တကူအဘိညာဉ်ရတဲ့အစင်စံအဘိညာဉ်ရတဲ့အစင်ပါအဘိညာဉ်၅ပါး၆ပါးရတဲ့အစင်ဟာတမထမှာအမြင့်ဆုံးအစင်ဖြစ်ပါလေ